ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုဘယ်ရနေသွားပါလဲဆိုစွန်းတော်ဈေးရနေပြီးတော့အမ်မြောက်တကုံ35မှတ်တိုင်ကိုသွားမှာဖြစ်ပါတယ်35မှတ်တိုင်ကကျွန်တော် client ညီမလေးတယောက်စီကိုသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ပစွန်းတော်ဈေးရနေပြီးတော့အာပစွန်းတော်ဈေးမှတ်တိုင်ရနေပြီးတော့เนาะအမ်သွားနေပြီးပါเนาะဟုတ်ပြီဗျာပစွန်းတော်ဈေးတော့မဟုတ်ဘူးဗျကျွန်တော်ခုနကရောက်တဲ့နေရာကဘယ်နေရာလဲဆိုတော့ ကျွန်တော်တို့ရေကြောအထွက်လေးပေါ့နော်ရေကြောအထွက်လေးပဲရှိသေးတယ်။음ရေကြောအထွက်လေးကနေကျွန်တော်အခုမောင်းနေတဲ့ဆက်ဆန်းမက်ခရိုတွေပါတယ်ကြော်လာခဲ့ပြီ။အေးပေါ့ပစွန်အောင်ဈေးမှတ်တိုင်ပဲထားပါတော့အန္တရာယ်ကဲရှောင်းရှောင်းကွင်းပြီးတော့သွားနေတယ်ရှေ့ကျလို့ရှိရင်ဓောပုံတံတားကိုကျွန်တော်ဖြတ်မယ်ငမိုးရေချောင်းကိုဖြတ်ထားတဲ့ဓောပုံတံတားလေးကိုဖြတ်မယ်ပြီးလို့ရှိရင်သူ့ဝနဘက်ကနေပတ်ပြီးတော့ဟိုးဘက်သူ့မင်္ဂလာလန်းနေ Okay ဒီတံတားလေးပေါ့နော်ကဲဒီတံတားလေးကနေကျွန်တော်ဖြတ်ပြီးတော့သွားနေပြီ Okay ဟုတ်ပြီဗျာအဲအခုတိုင်းကျွန်တော်သွားနေတယ်ရှေ့ကြလို့ရှိရင်မီးပွိုင်းတစ်ခုရှိတယ်မီးပွိုင်းကြလို့ရှိရင်ကျွန်တော်ဘဲကွစ်မယ်နော်ကဲစောင့်နေတယ်ကျွန်တော်ရှေ့မှာလည်းကားတွေရှိတယ်โอเคသူများတွေလွတ်သွားပြီမယ်ကျွန်တော်မလွတ်ဘူးနော်စောင့်နေတယ်စောင့်နေတယ်စောင့်နေတယ်ကဲအားလုံးပဲလိုက်ပါကြည့်ပေးကြပါဗီဒီယိုလေးကိုကျွန်တော်နည်းနည်း edit ထားပါတယ်နော် 5x နဲ့ကျွန်တော် edit ထားပါတယ် 5x 5x စိမ့်ပြီး white ချသွားပြီဟုတ်ပဲသူဝနာတဒါ သူ့ဝနာတရားကနေတက်တယ်တက်ပြီးတော့တက်တဲ့မောင်းနေတယ်ဗျာเนาะစပိန်နေရကားတွေကိုယ်နည်းနည်းရှောင်ကွင်းပြီးတော့ကျွန်တော်တို့မောင်းရပါတယ်โอเคရွှေအင်ဂျင်ရှစ်ကေဝေဇယနာလမ်းပေါ်ရောက်ပြီးဝေဇယနာလမ်းကနေပြီးတော့တက်တက်ကြီးဆင်းချသွားမယ် ဝေဇယနာလမ်းတွေတက်တက်ကြီးဆင်းချသွားမယ်။ Okay ဟုတ်ပြီ။တက်သွားပြီ။သွားနေတော့မယ်။ရှေ့မှာ၄တောက်ကန်လမ်းကိုကျွန်တော်ညာကွေ့မယ်ဗျာနော်။၄တောက်ကန်လမ်းကိုညာကွေ့မယ်။ဒါပေမဲ့ကျွန်တော်သွားတဲ့ချိန်က9နာရီကြောကြောမထိုးခင်လောက်ရှိတယ်ဆိုတဲ့ခါကျတော့ကားတွေက share ပိတ်နေတယ်။အဲ့တော့ကျွန်တော်မလုပ်မလဲ။ကျွန်တော်ညာဘက်ချမ်းမှာသူ့ဝနာဘလုံးကွင်းရှိတယ်။ဘလုံးကွင်းထဲကနေပတ်သွားမယ်။၄တောက်ကန်လမ်းကိုဖောက်ထွက်မယ်။နော်။ ျွန်တော်စောင့်နေတယ်အဲနည်းနည်းလှုပ်လို့နည်းနည်းချင်း light တိုးတယ်ဗျာเนาะโอเคကဲတိုးလို့ရတယ်တော့တိုးတယ်ဝင်ပြီရွှီဆိုဝင်သွားပြီโอเคသူနာဘောလုံးကွင်းကြီးပါเนาะဒီဘောလုံးကွင်းကြီးကနေပြီးတဲကနေကျွန်တော်တို့ဖောက်ထွက်ပြီးတော့သွားမယ်โอเคဒီကားလေးကိုရှေ့ကနေသူမောင်းနေတယ်ကျွန်တော်ကြော်လို့ရတယ်မကြော်ဘူးเนาะနောက်ကပဲ AC လိုက်တယ်เนาะဘာလို့မကြော်တာလဲမကြော်ခြင်းလို့မကြော်ခြင်းလို့โอเคဒါပဲသူ quit လို့ကျွန်တော် like ကိုရတယ်သူကတော့မရက်သွားပြီကျွန်တော်အထဲကိုဖောက်ထွက်ပြီးတော့သွားနေပြီး 음ဟုတ်ပြီဒါ ABC ចောင်းဝင်းမှာအဲ့အနေမှာစင် Sport Hotel လမ်းထဲကနေကျွန်တော်ဖောက်ထွက်နေတယ် Okay တော့လေးတောင်ကလမ်းမကြီးပဲခုနကကားတွေကတကြောလုံးကြီးပိတ်နေလို့ကျွန်တော်မဆောင်ကျင်လို့ဖောက်ထွက်လာတာဖြစ်တယ်လေးတောင်ကလမ်းကနေယူတော့ဘယ်ကို꿰မလဲဆိုတော့ဘယ်ဘက်ကို꿰မလဲသူ့မင်္ဂလာလမ်းသူမင်္ဂလာလမ်းအနေနဲ့ကျွန်တော်꿰မယ်꿰ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တစ္ဆာလမ်းအနေနဲ့တက်တက်ဆင်းသွားမှာပေါ့เนาะအဲ့လိုသွားမှာဖြစ်တယ် โอเคแกตั้งสีเด้มีปั่นอย่างเราดิมาเนเนเลซ่อมมาเลยมั้ยทีเนี่ยကဲအားလုံးပဲလိုက်ပါကြည့်ရှုပေးတဲ့သူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကို update ထားပါတယ် 5x နဲ့ update ထားပါတယ်เนาะ update ထားပြီးတော့ကျွန်တော် audio file လေး upload ထားပါတယ်ကဲဝင်ပြီเนาะ speed point ရလဲစိမ့်သွားပြီ괴ကြောလေးကိုလည်းပေးတော့ကျွန်တော်ဝင်သွားပြီပြီးရင်အလဲပြန်ထည့်တယ်တက်တက်မောင်း free jaw ဟုတ်ပြီဗျာကဲအလဲကြောကပဲမောင်းနေတော့မယ်ဆရာလေးတွေကိုတွားခွင့်ပြုလိုက်တယ်ကျွန်တော်တော့ဆရာလေးတွေကလမ်းကူးမယ်ဆိုတော့ဆရာလေးတွေကြွပါဆိုပြီးတော့လက်လေးနဲ့ကျွန်တော်လှမ်းပြလိုက်တယ်ဟုတ်ပြီဒါပဲတွားနေတယ်ဗျာတွားနေတယ်ဗျာဟုတ်ပြီ โอเคအဲ့လိုတန်ဃာတော်တွေအဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဦးစားပေးတယ်เนาะအဲဆရာလေးတွေလည်းဦးစားပေးတယ်အဲတန်ဃာတော်ဘုန်းကြီးတွေလည်းဦးစားပေးတယ်ကိုရင်တွေလည်းဦးစားပေးတယ်ဆုံးခံကြွနေတဲ့တန်းစုံကြွနေတဲ့အဲကိုတော်တွေရှိလို့ရှိရင်လည်းကျွန်တော်တို့ရက်ပေးထားရတယ်ဒါကျွန်တော်တို့ရဲ့ကာချာပဲเนาะကာချာကိုကျွန်တော်တို့လိုက်နာတာပေါ့โอเคခုမောင်းတာဒီသူ့မင်္ဂလာလမ်းတိုင်းမောင်းနေတယ်ခုရှေ့ရကက်လက်ပြန်လမ်းဒီရတနာလမ်းမကြီး ယန္တနာလမ်းမကြီးတန်းကျွန်တော်မကွေသေးဘူးเนาะရှစ်ရှစ်1 point ကိုကျော်ဦးမယ်ရှစ်1 point ဒီမြေတားလမ်းမြေတားလမ်းနေကျော်တစ္ဆာရောက်မယ်တစ္ဆာလမ်းကနေညာကွေပြီးတော့တစ္ဆာတရားကနေကျော်ပြီးတော့မြောက်တကုံထဲကိုဖြတ်ဆင်းသွားမယ်စောင့်နေတော့မယ်ဒီ point ကခုလိုချိန်ရလေကျောင်းပို့ရအကြောင်းပို့တဲ့အချိန်လေးဖြစ်တယ်ဗျာเนาะအကြောင်းပို့တဲ့အချိန်လေးဆိုတော့ကျွန်တော်နည်းနည်းလေးမန်ဒေးလဲဖြစ်တယ်ဆိုတော့ခါကျတော့နည်းနည်းလေးကကြက်ပါတယ်ဒါပေမဲ့အသင့်တင်းတော့ခြောင်းနေလို့တော့ပြောလို့ရတယ်ကျွန်တော်သွားနေတဲ့အချိန်လေးကရှောင်းကွင်းတော့သွားရတာပေါ့เนาะ ကဲသွားနေပြီဒီနေရာဒီယတနာအဆော်ရီမေတ္တာလန်းမေတ္တာလန်းပွိုင်အောင်ဖြတ်လာပြီရှေ့ဆိုရင်တစ္ဆာလန်းတစ္ဆာလန်းကြာညာ꿰မယ်โอเคโอเคโอเคကဲအားလုံးလိုက်ပါကြည့်ရှုဝေးတဲ့သူတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်เนาะโอเคကဲ꿰ချပြီတစ္ဆာလန်းတတဲကြီးမောင်းမယ်တရားကိုကြော်မယ်โอเคကဲကျွန်တော်တစ္ဆာတရားအစင်းကိုရိုက်ပြပါဆိုတဲ့ဗီဒီယိုလေးလည်းကျွန်တော်နောက်တစ်ပုတ်ထပ်လုပ်ပေးမယ်เนาะ ဒီဗီဒီယိုလေးကိုမှညမ်းပြီးတော့ပဲနောက်တစ်ပုတ်ထပ်လုပ်ပေးမယ်ဒီသေးလေးပေါ့နော်အရာလေးကတော့โอเคကဲစောင့်နေတယ်ရှေ့ဆုံးကားပဲသစ္စာတရားကိုဆင်းတဲ့ဗီဒီယိုလုပ်ပေးမယ်နော်ဟုတ်ကဲ့ဒါကူတွေ့မဲ့လမ်းမကြီးဒီတန်တုမာလမ်းလို့ခေါ်ပါတယ်သင်္ကန်းကျွန်းတန်တုမာလို့ခေါ်တာပေါ့နော်သင်္ကန်းကျွန်းတန်တုမာခုနကကျွန်တော်တို့ဝင်လာတဲ့လမ်းဒီသစ္စာလမ်းကွေ့လာပြီးတော့တန်တုမာလမ်းနဲ့သစ္စာလမ်းတော့စိမ့်ပြီးသွားတယ်ဗျာကဲတက်ပြီး စာတရားပေါ်မှာအမ်ကျွန်တော်တို့အမ်ပြည်စီရေးအဖွဲ့တွေရှိတယ်ပြီးလို့ရှိရင်၃ဘိန်းနေစပိန်နေကားတွေရှိပါတယ်ရှောက်ကွင်းမောင်းရပါတယ်โอเคကဲကျွန်တော်ကဘယ်ကို꿰มาဖြစ်တယ်ဆိုတော့တန်းစီနေတယ်โอเคမိပွားရလဲစိမ့်လာတယ်ဘယ်꿰တယ်โอเคဘယ်꿰ပြီးတက်တက်မောင်းမယ်ဗျာเนาะတက်တက်ကြီးမောင်းသွားပြီးတော့ဟိုးပင်လုံးနိုင်စင်မှတ်တိုင်းလားလောက်ထီကိုထွက်ပြီးတော့มาကျွန်တော်ညာ꿰မယ်โอเค ဟုတ်ပြီလောက်ဆိုရင်တော့အလုံးလဲတိကြမယ်ထင်ပါတယ်เนาะကျွန်တော်35မှတ်တိုင်နားလောက်ကိုသွားတာဖြစ်တယ်ကျွန်တော်ဟိုးကနေဘဲသွားတာလဲဆိုတော့မြို့ထဲ48လမ်းလာတာဗျတကယ်တော့တလားဒါပေမဲ့48လမ်းကထိတ်ကတော့ကျွန်တော်မရိုက်ခဲလိုက်ရဘူးကျွန်တော်ရေကျော်အကျော်လေးကနေကျွန်တော်စရိုက်တာပေါ့နော်ရေကျော်လမ်းအကျော်လေးကနေကျွန်တော်စရိုက်တာပေါ့โอเคဒါဆိုလို့ရှိရင်ထိတ်ကိုရောက်ပြီเนาะဒါပင်လုံးလမ်းထိတ်ကိုရောက်ပြီအဲ့ကြလို့ရှိရင်ကျွန်တော်ညာ꿰မယ် ဆိုတော့ကျွန်တော်သွားခြင်းတဲ့နေရာကိုရောက်ပါပြီလိုက်ပါကြည့်ရှုပေးတဲ့သူတွေတူးတယောက်ချင်းကိုကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့꿰လိုက်ပြီဒီလမ်းလေးကညမလေးတောက်စီသွားတာပါနော်ဟုတ်ကဲ့ပါ